လာဇာယခွင့်ရဲ့နဲ့ပတ်သက်ပြီး UQ နဲ့ပတ်သက်ပြီးတော့ပြောသွားမယ်ပေါ့လေအဲတစ်ကတော့ပါလေအဲလာဇာယခွင့်ရဲ့ကပါလေအလုရှင်ကနေပြီးတော့အလုသမားကိုပေးမှရတဲ့ခွင့်ရမဟုတ်ပါလေအလုသမားရဲ့ရပိုင်ခွင့်ဖြစ်တဲ့အတွက်ကြောင့်ပေါ့လေအလုသမားတောင်းဆိုရင်အလုရှင်ကပြို့ပေးရတယ်ပေါ့လေ ဥမာပြောပါလေနောက်ပတ်မှာကျွန်တော်ဗင်နီဗင်နီမှာမှာနှစ်ပတ်လောက်ဂျူပြောတော့ကောင်းတာပေါ့လေအဲတန်နိုင်စစောဂျူပြောပြီးတော့ဗင်နီဗင်နီမှာကျွန်တော်ကတော့ယူကူနဲ့နားမယ်ဆိုပြီးဂျူပြောပေါ့လေအဲဆိုလို့ရှိရင်လှုပ်ရှင်ကပေးဦးပေးရတယ်ပေါ့လေအဲလှုပ်ရှင်လှုပ်လို့ရတခုပဲရှိတယ်အဲ့ရက်ကလှုပ်ရမ်းများတယ်မင်းမရှိရင်ငါတို့မလဲပတ်တော့ဦးတယ်အတွက်ကြောင့်အဲ့ဒီရက်တော့မယူပါနဲ့တခြားရက်ယူပါဆိုပြီးပြောင်းလဲခွင့်တော့ရှိတယ်ပိတ်မပေးတော့မရဘူးပေါ့လေပြောင်းလို့တော့ရတယ်ပြောင်းလို့ရတယ်နံပါတ်1ကပေါ့လေအချိန်ပိုင်းအလုပ်သမားတွေအလပိုက်တူလို့ပါတော့ပေါ့လေပါတော်တွေပေါ့လေအလုပ်သမားတွေလည်း လက်ဇာယာခွင့်ရဲ့ UQ မရဘူးလို့ပြောတဲ့အလို့ရှင်တွေရှီကောင်းရှိနိုင်တယ်ပေါ့လေဒါမဲ့ပေါ့လေဒါဥပဒေကိုချိုးပေါက်တာဖြစ်တယ်ပေါ့လေတပတ်ကိုတရက်လုတ်တဲ့လောက်မှာပေါ့လေအဲ6လအထက်လုံရင် UQ ရောက်ရမယ်ပေါ့လေအဲ့လိုဥပဒေတတ်မှတ်ထားတယ်ပေါ့လေအဲလက်ဇာယာခွင့်ရဲ့နည်းနည်းသွားမယ်ပေါ့လေနည်းနည်းသွားမယ်0တော့မဟုတ်မရဘူးအမင်းကအချိန်ပိုင်းလုတ်သမားဖြစ်တယ်သူကငါတို့ဒီမှာ UQ မရှိဘူးလို့ပြောရင်ဒါဥပဒေကိုချိုးပေါက်တယ်ဖြစ်ချိုးပေါက်ချင်းဖြစ်တယ်ပေါ့လေဒါမှတော့ပေါ့လေလက်ဆက်ရခွင့်ရပေါ့လေကြံနေတယ် ကွာတနည်းလောက်တယ်လက်သက်အခွင့်9ရက်လောက်ပဲယူတယ်6ရက်လောက်ပဲယူတယ်ကြံနေဟာလေကြံနေတယ်ဆိုလို့ရှိရင်ကုမ္ပဏီဘက်ကနေပြီးတော့ပတ်စံနေပေါ့လေဝင်နေဝေဝေရမယ်လို့ထင်တဲ့လူတွေထင်တဲ့အလုပ်သမားတွေရှီကောင်းရှိနေပေါ့လေဒါမဲ့ပေါ့လေဥပဒေအရဝယ်ခွင့်မရှိဘူးလက်သက်ရခွင့်ရကိုငွေနဲ့ဝယ်ခွင့်မရှိဘူးတမ်းမြင်ထားတယ်ပေါ့လေဒါမဲ့အလုတ်ထွက်တယ်နောက်ဆုံးမေးကိုအလုတ်ထွက်တော့မယ်လက်သက်ခွင့်ဒီအများကြီးကြံနေတယ်ဆိုလို့ရှိရင်အဲအဲ့ဒါတွေဟိုဝယ်ခွင့်ကုမ္ပဏီဘက်ကနေပြီးတော့စနစ်ဝယ်တဲ့စနစ်ရှိရင်ဝယ်လို့ရတယ်ပေါ့လေဝယ်လို့ရတယ် အဲ့ဒါတော့အလုတ်ထွက်တဲ့အချိန်တခုပဲပေါ့လေနံပါတ်၄ကပေါ့လေလက်ဆက်ခွင့်ရက်တွေလက်ဆက်ခွင့်ရက်ကိုပေါ့လေတရက်လုံးမယူပဲနဲ့နေ့ဝက်ယူတာတို့တနင်္လာယူတာတို့နှစ်နာရီယူတာတို့အဲ့လိုမျိုးလုံးလို့မရဘူးလို့ထင်တဲ့လူတွေရှိနေရှင်းတယ်ပေါ့လေအဲ့ဒါပေါ့လေကုမ္ပဏီရဲ့ပေါ့လေစီးမြင်စနစ်ပေါ်မူတည်ပြီးတော့ရတဲ့ကုမ္ပဏီလည်းရှိတယ်ပေါ့လေရတဲ့ကုမ္ပဏီလည်းရှိတယ် နေဝက်ပဲနားမယ်လို့နေဝက်နားတာအများတော့ဖြစ်ရကြတယ်အဲတနင်္လာနားမယ်လို့နှစ်နာရီကိုယူပြူရယူမယ်လို့အဲ့ဒါတွေကတော့နည်းနည်းတော့ရှားတယ်ပေါ့လေဒါပေမဲ့ကုမ္ပဏီဘက်ကပေါ့လေအဲ့လိုစနစ်ရှိတယ်တနင်္လာယူပြူစနစ်ရှိတယ်နှစ်နာရီယူပြူစနစ်ရှိတယ်ဆိုလို့ရှိရင်တော့ယူလို့ရတယ်ပေါ့လေဒါပေမဲ့ငါပေါ့လေလက်ဆိုင်အခွင့်အရေးကအနည်းဆုံးတစ်နှစ်ကို9ရက်မပေးမနေရအလုတ်ရှင်ရနေပြီးတော့အလုတ်သမားကိုပေးရမယ်ပေါ့လေဒါကြောင့်ပေါ့လေအလုတ်ရှင်ရနေပြီးတော့ဘယ်နေ့တွေဘယ်နေ့တွေကို UQ နဲ့နားပါလက်စာရခွင့်ရနေနားပါလို့ပြောခွင့်ရှိတယ်ပြောခွင့်ရှိတယ် အဲကိုယူမကိုယူခြင်းနဲ့နေ့မှကိုယူရမယ်လို့ထင်တဲ့လူတွေထင်တဲ့လူသမားတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဘောလေအလုတ်ရှင်ကတတ်မှတ်လို့ရတယ်ဘယ်လောက်ထိတတ်မှတ်လို့ရလဲဆိုရင်တနစ်ကို9ရက်တတ်မှတ်လို့ရတယ်ဘာလို့လဲဆိုတော့ဥပဒေရတနစ်ကို9ရက်အလုတ်သမားကိုအဲလဆရာခွင့်ရမပေးမနေရပေးရပါမယ်ဆိုတဲ့ဥပဒေရှိတဲ့အတွက်ကြောင့်အဲ့ဒီ9ရက်ကိုကုမ္ပဏီဘက်ကတတ်မှတ်လို့ရတယ် ချက်နဲ့ရက်တရားတော့လေကိုကိုလိုချင်တဲ့ရက်တွေကိုဖြည်နိုင်ပြီးတော့ယူပေါ့လေမယူလည်းရတယ်ယူလည်းရတယ်ပေါ့လေဒါကြောင့်ပြန်ပြီးအနည်းချက်လိုက်မယ်ဆိုမျိုးဆိုရင်ပေါ့လေနောက်တစ်ခါပေါ့လေလက်စားခွေကကုမ္ပဏီကပေးတဲ့ရမဟုတ်ဘူးပေါ့လေမိမိရဲ့ရပိုင်ဝင်ဖြစ်တယ်နံပါတ်1ကအချိန်ပိုင်းအလုပ်သမားတွေလည်းအဲလက်စားရခွေရရမယ်ပေါ့လေနံပါတ်2ကငွေနဲ့ဝယ်လို့မရပုံမှန်အဖြစ်ငွေနဲ့ဝယ်လို့မရဘူးအလုပ်ထက်တဲ့အချိန်ကြရင်တော့အဲကုမ္ပဏီဘက်ကအဲငွေနဲ့ဝယ်တဲ့စနစ်ရှိရင်တော့ဝယ်လို့ရတယ်ပေါ့လေနံပါတ်4ကပေါ့လေနေဝက်တို့နိုင်လိုက်တို့ပေါ့လေအဲ့လိုကုမ္ပဏီကတတ်မှတ်ထားတဲ့စနစ်ရှိတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးနားလို့လည်းရတယ်ပေါ့လေတဏီကုန်နားတာမဟုတ်ပဲနေဝက်ပဲ င်းနာတာလို့ပါလို့ရှိတယ်ပေါ့လေနေဝနာမဲ့ဆိုလို့ရှိရင်တော့လေမနေ့ပိုင်းနာတဲ့ထက်ဆိုရင်ညနေပိုင်းနာတာပိုပြီးကောင်းလိမ့်မယ်ထင်တယ်ပေါ့လေအဲဥမာပြေအဲမနေ့ပိုင်း9နိုင်ရနေ7နိုင်ထိနာရင်လည်းနေဝပဲညနေပိုင်း10နိုင်ရနေ9နိုင်ထိနာရင်လည်းနေဝပဲပေါ့လေအဲဒါကြောင့်နေဝချင်းတူတူပေါ့လေအဲညနေပိုင်းပိုပြီးတော့ရှိတယ်ပေါ့လေအဲအဲ့လိုမျိုးခွင့်ပြုရင်တော့နေဝကညနေပိုင်းနာတာပိုကောင်းလိမ့်မယ်ထင်တယ်ပေါ့လေဘယ်မှာကပေါ့လေတနစ်ကို9ရက်မပေးမနေရပေးရတဲ့စနစ်ဖြစ်တယ်ပေါ့လေ ကဲမိမိရဲ့ပေါ့လေကုမ္ပဏီရောအဲဘလိုမျိုးဘလိုမျိုးစနစ်တွေရှိလဲပေါ့လေအဲကွန်မန့်မှာရေးပေးသွားရင်ကျေးဇူးတင်ပါတယ်